ူဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်။ဒါကိုရဲ့တောက်ကြညနေ၄:၃၀အတွက်ကိုအပိပောက်ဆိုင်ကလေးပြပြမှာဖြစ်ပါတယ်မျိုးလို့ရင်။ဒါလေးရတော့ तू ကချပြီးမယ်ဆိုရင်ရမှာဖြစ်တယ်နော်။ तू ကအပင်တိုးလေးပဲရှိသေးတယ်။အဲ့ဒါဆိုတော့၄နဲ့9ပေါက်မှာ၄ခုပေါင်းတော့ て、で、ゲッパワガチャ、で、チャウチェ。သူကလေ၄နဲ့ခွန်နဲ့ပေါင်းမယ်၄ခွန်ပေါင်းတော့တိတိပါဝါက6တိကေနကက8 6ကေပါဝါက3သူကညက်နေမှာသူကအပြီးပေါက်ဆိုင်ကလေးနော် ပြီးပေါက်ဆိုင်ကလေးဆိုတော့သူကဗာဆင့်ပြီးွားလဲဆိုတော့ဒီဘက်က1683တောင်းတရား16တလုံးနဲ့ဒီက16ချင်းရ6တလုံးနဲ့ညနေဘက်မှာ66ဆိုပြီးတော့သူကဆင့်ပြီးသွားတယ်နော်အဲ့တော့ဆက်ကြည့်အောင်လေးနဲ့3နဲ့ပေါင်းမှာလေး3ပေါင်းတော့ခွန်ခွန်ရဲ့ပါဝါက2ခွန်2ကသူက1ချိန်နော် 9နဲ့9နဲ့ပေါင်းမှာ9 9ပေါင်းတော့4ဒီပါဝါကကိုဒီရဲ့နှစ်ခါကနှစ်နှစ်ပါဝါကခွန်ဟိုဘက်ဒီဘက်ကို तू ကပြီးပေါက်ဆိုင်ကလေးနော်ပြီးပေါက်ဆိုင်ကလေးဆိုတော့ तू ကဘာဆင့်ပြီးွားလဲဆိုတော့ဒီဘက်ကဒီတလုံးနဲ့ဒီကနှစ်တလုံးနဲ့နှစ်လေးဆိုပြီးတော့ तू ကဆင့်ပြီးသွားတယ်နော် အဲ့တော့ဆက်ကြည့်အောင်သုံးနဲ့ရှင်းနဲ့ပေါ့မှာသုံးရှိပေါင်းတော့တစ်တစ်ပါဝါက6နော်သူကဒီညက်နေမှာသူကဆင့်ပေးရမယ်အဲ့ဒါဆိုတော့9နဲ့3နဲ့ပေါ့မှာ ခွန်3ပေါင်းတော့3ည3ညရဲ့ပါဝါက9 3ညရဲ့နှခတ်ကခွန်ခွန်ရဲ့ပါဝါက2သူကဟိုဘက်ဒီဘက်ကို तू ကအပြီးဆင့်ပေးရမယ်။ဘာဆင့်ပေးသွားလဲ?ဒီကခွန်တစ်လုံးနဲ့ဒီက6တစ်လုံးနဲ့6ခွန်ဆိုပြီးတော့ तू ကအပြီးဆင့်ပေးသွားတယ်နော်။အဲ့တော့ဒီညနေအတွက်ဒီညနေအတွက်က9နဲ့9နဲ့ပေါင်းမယ်။ ငါကိုပေါင်းတော့၄လေးပါဝါကကိုတုံညာနဲ့ရှင်းနဲ့ပေါင်းမှာတုံညာနဲ့ရှင်းနဲ့ပေါင်းတော့၈၈ပါဝါက၃၈ကနခက၁၁တကယ်ပါဝါက၆အဲ့တော့ဒီဘက်နဲ့ဒီဘက်နဲ့ကိုသူကဒီညနေမှာသူကအပြီးဆင်းပြရမှာဖြစ်တယ်เนาะ အဲ့ဒါဆိုတော့ကီးကိုကျွန်မမပြီးတော့ဘူးเนาะပတိပတ်ချင်တဲ့အမျိုးတွေကပတိကိုကျွန်မပြီးမယ်ပတိက16ပတိဖြစ်တယ်เนาะ အဲ့ဒီမှာ तू ကဒီဘက်နဲ့ဟိုဘက်နဲ့ကို तू ကအပီးဆင်းပေးရမယ်အပီးဆင်းပေးရမယ်ဆိုတော့တွဲလိုက်မယ်နော်အဲ့ဒီမှာမှာ तू ကตัวเมนเมนก็ติเนี่ยဆိုရင်ဒီလီ တကူ6နဲ့ဆိုရင်64 69နော်အဲ့ဒါမေးအောက်ကရန်ကွက်ရန်ကွက်ဆိုရင်မယ် तू ကလည်းကောက်နေတာပဲเนาะအမျိုးလိုအဲ့ဒါဆိုတော့ तू မေးမယ်ထားလိုက်မယ်ရန်ကွက်တော့မလုပ်တော့ဘူးဒါ तू မေး तू မေးက ီးနဲ့ဆိုတော့၄ရှိ၄၃ကိုရှိကထွက်ပြီးသားနော်တွဲမယ်ဆိုရင်ဒီလိုဆိုတော့ကိုရှိကထွက်ပြီးသားကိုရှိနေရာမှာကျမကိုတုံညာထည့်ပေးမယ်နော်ဒါလက်တွဲဆိုင်ကကဏ္ဍနေကြီးပဲမျိုးလို့နော်အဲ့တော့ကိုတုံနော်အဲ့ဒါလေးကတော့ဒူမင်းဖြစ်တယ်ပြီးတော့ နောက်ထပ်ထပ်ပြီးတော့ထည့်ပေးဦးမှာနော်ဒါကတော့စိုက်မပြတော့ဘူးလက်တွေ့စိုက်မှာရရှိထားတဲ့ခဏန်းနေဖြစ်နေတဲ့အတွက်နော်ဒါမျိုးလိုနေထည့်ခြင်းနဲ့လူကလည်းထည့်မထည့်ခြင်းနဲ့မထည့်နဲ့၅ချောင်း၅ချောင်း၅၁အဲဆိုတော့3ည6 3ည1เนาะအဲ့ဒါတော့ရတယ် ဒါညက်နေ၄နိုင်30တွက်ကိုအာထုံတော့ကျမလည်းအာဖို့မေ့မိနေတာအာပြီးတော့ထိုးဘယ်ဟာဝဲဖြစ်ဖြစ်မအာဘဲနဲ့တော့မထိုးနဲ့နော်အဲ့ဒါရတယ်မျိုးလို့ဒါက၄နိုင်30တွက်ကျမလည်းအကောင်းဆုံးရှာဖူပြီးတယ်နော်အဲ့ဒါပြီးသွားတော့အမျိုးတို့ဒီဒီဘက်မှာကျမရဲ့အဖွဲ့ဝင်တွေကိုကျမကဇာတိုးပတ်တီကိုတလုံးပေးထားတာဖြစ်တယ်နော်အဲ့ကိုတလုံးဟာသူက အင်ကနေမနဲ့မှာပဲသူကကိုကိုဆိုပြီးတော့ဆင်းပြီးသွားတဲ့အတွက်ကျမရဲ့အဖွဲ့ဝင်တွေကဒီတစ်ချိန်ကိုရတယ်နော်ဒီချိန်ရတော့ကျမရောက်လာဆိုလို့ရှိရင်ဒီကကလေးဖြစ်ပါတယ်နော်အဲ့တော့ကျမရဲ့အဖွဲ့ဝင်တွေဟာဒီကိုတစ်လုံးနဲ့ねကျမမပြီးသေးပါဘူးနောက်ထပ်လက်ဆောင်ဖြစ်နေကျမနေခင်းဘက်မှာကျမရဲ့အဖွဲ့ဝင်တွေကိုထပ်ပြီးတော့ပို့ပေးတာဖြစ်ပါတယ်နော်အဲ့ခဏကတော့အင်ကညက်နေအတွက်လက်ဆောင်ကပတိယခွန်ဖြစ်တယ်နော် ဲ့ဒီမှာပဲအင်္ကာညက်နေမှာပဲသူကခွန်ပတ်သီးနဲ့6ခွန်ဆိုပြီးတော့သူကအင်္ကာတနေထဲမှာတင်သူက3ချိန်ရရှိသွားတယ်နော်ဒါကျမရဲ့အဖွဲ့ဝင်တွေကိုလက်ဆောင်ထပ်ပေးတာကျမပေးထားတဲ့ကဏ္ဍတလုံးဟာအစောကြီးစင်းသားစင်းသွားခဲ့လို့ရှိရင်နောက်တစ်ချိန်မှာအခုလိုမျိုးလက်ဆောင်ဖြစ်နေထပ်ပြီးတော့ပို့ပေးတာဖြစ်ပါတယ်နော်အဲ့ဒါဆိုတော့အဖွဲ့ဝင်ခြင်းနဲ့အမျိုးတွေက ဒီညနေကနန်းထွက်ပြီးတာနဲ့တပြိုင်နက်အဖွဲစပြီးတော့ဝင်လို့ရပါပြီเนาะကျမက၃ရက်အတွင်းအာမခံပြီးထားတာဖြစ်ပါတယ်၃ရက်အတွင်းမှာကျမရောင်းတာဆိုရင်ဇာတို့ပတိတလုံး main or ၃ကွက် duo 2ကွက်ဒါဟူတာရောင်းတာဖြစ်ပါတယ်เนาะမျိုးတို့ဒါမျိုးဟူတာရောင်းတာဖြစ်ပါတယ်เนาะဒါမျိုးလေးကထွက်သွားလို့ရှိရင်ကျမကနောက်တစ်ချိန်မှာအခုလိုမျိုးပဲထပ်ပြီးတော့လက်ဆောင်ဖြစ်နေထပ်ပြီးတော့ပို့ပေးတာဖြစ်ပါတယ်เนาะကျမရဲ့အဖွဲဝင်တွေအဲ့တော့အဖွဲဝင်မဲ့လူတိတွေက ဒီညနေ့ကနန်းထွက်ပြီးတာနဲ့တပြိုင်တည်းအဖွဲကိုစပြီးတော့ဝင်လို့ရပါပြီ။စိတ်ဆန္ဒရှိလို့ရှိရင်ကျမနဲ့ဆက်သွယ်ပေးပါနော်။ကျမကကနန်းမြောက်ကိုအင်္ဂါနေ့အဲ sorry တနင်္လာနေ့ညနေမှာစပြီးတော့ပို့ပြီးမှဖြစ်တယ်နော်။နောက်ပတ်မှလည်းတနင်္လာနေ့ပိတ်တယ်လို့သိရတယ်နော်။အဲ့တော့ကျမတနင်္လာနေ့ညနေမှာကနန်းမြောက်ကိုစပြီးတော့ပို့ပြီးမှဖြစ်ပါတယ်နော်။ ဲ့တော့ဆန္ဒရှိလို့ရှိရင်ကျမနဲ့ဆက်သွယ်ပြီးပါကျမကကဏန်းတလုံးအစိုးရဆင်းသွားခဲ့လို့ရှိရင်နောက်တစ်ချိန်မှာထပ်ပြီးတော့ပို့ပေးပါလေကျမရောင်းတာက၃ရက်အတွင်းကိုဇာတို့တလုံးမိန်ကောင်၃ကွက်ဒူရော၂ကွက်ဒါမျိုးကိုဒါရောင်းတာဖြစ်ပါတယ်နော်အဲ့တော့ဆန္ဒရှိလို့ရှိရင်ဒီညနေကဏန်းထွက်ပြီးတာနဲ့တပြိုင်နဲ့ကျမနဲ့ဆက်သွယ်ပြီးပါနော်အဲ့ဒါဆိုရင် ဒီညနေ၄နာရီ30အတွက်မှာလဲအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစီเนาะ